မန္တလေးမှာဒီကနေ့မွန်းလွဲ3နာရီဝင်းကျင်ကမိုးသက်ရွံစွာရွာသွန်းခဲ့ပြီးလေပြင်းတိုက်ခတ်မှုတွေကြောင့်အထက်မြင့်တိုက်ကခေါင်းမိုးလွင်ကြလို့ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိခဲ့တယ်လို့ကနအုပ်သတင်းတွေကသိရပါဗျ။လက်တလောသိရတဲ့ထိခိုက်ဒဏ်ရာရတဲ့သူနှစ်ဦးမှာတဦးကတော့စိုးရင်ရတဲ့အခြေအနေမှာရှိတယ်လို့လူမှုကွန်ရက်ဆေးအဖွဲ့ဝင်တဦးကပြောပါဗျ။34လမ်း38လမ်းပဲမှာ။ဟာအပေါ်ကဟိုအပြိုလည်းပြောတယ်အပေါ်အပေါ်မှာရှိတဲ့ဟိုတန်ဖရိန်နဲ့စောက်ထားတဲ့ဟာလေးကျန်းလိုက်တော့လေးစောက်တာရတော့အဲ့ဒါပြိုကျတယ်လို့ကြားတယ်။ နောက်ဦးထိခဲ့ပြီးအမျိုးသမီးတဦးကစိုးရင်ရတယ်။တော်တော့လည်းအခုကျွန်တော်တို့ဘက်ဒီမှာဟိုဟာဖြစ်တဲ့ဟာတော့လေပြင်းတိုက်လိုက်လို့တပ်ပင်တွေလဲတာတွေတော့အခုလိုက်ရှင်းပြေးလုပ်နေရတော့ရှိတယ်။ဦးကဝန်လောက်တော့ကြာမှာကျွန်တော်တို့မိနစ်20နိုင်ွက်လောက်တော့ မိုးတက်ထန်စွာရွာသွန်းတဲ့အပြင်လေပြင်းတိုက်ခတ်တာမိုးသီးတွေပါခြွေကျခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒါကြောင့်နေရအတော်များများမှာသစ်ပင်တွေပြိုလဲတာတွေလည်းဖြစ်ခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့တွေကတော့ရှင်းလင်းရေးတွေလှုပ်ဆောင်နေကြရပါဗျ။ငလင်တန်ကြောင်ထိခိုက်ပျက်စီးတာတွေအပြီးတိုင်မပြုတ်ပြင်နိုင်သေးခင်မှာအခုလိုမိုးတက်ထန်စွာရွာသွန်းတာကြောင့်ဒေသခံတွေအခက်ကြုံနေရတယ်လို့စိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်နေပါဗျ။အဲ့ဒီချိန်ဟာ ဒုံတိုင်းကြီးဆိုတော့အားလုံးကတော့နည်းနည်းအထိတ်တလားဖြစ်သွားပါဘောဗာလဲမိုးမိုးတိကလည်းမကြဘူးကြလားဆိုတော့လေအော်ဟုတ်ကဲ့နှစ်တုပ်လုံးဖြစ်သွားတာမိုးရွာလားပထမတတုပ်မှာမိုး၃နာရီမထိုးခင်လောက်ကဖြစ်သွားပထမတတုပ်မှာမိုးတိရေပါလာခဲ့ဒုတိယတုပ်တော့မိုးတိမပါတော့လေကနည်းနည်းလေးလေးလေးနည်းနည်းပါတယ်တအားကြီးတော့မဟုတ်ဘူးနည်းနည်းတော့ပါတယ်တော်တော်လေးရွာပါတယ်ဆိုတော့အနဲ့တနေရာမလေးကြောင်မတူဘူးလေတော့တစ်ခုနေရာကြားလဲတအားရွာတစ်ခုနေရာကြားလဲမိုးတိကြားတစ်ခုနေရာမကြားဘူးအဲ့လိုမျိုးကြီးရှိတယ် ဟုတ်ကဲ့ဘာလို့လဲဆိုတော့တချို့ကလည်းမျိုးဖြစ်နေတဲ့အချိန်ဘာလဲတချို့ကလည်းစောင်းနေတာတွေပေးရတယ်ဆိုလို့ရှိရင်သိုးရင်ရလေမိုးရွာလိုက်လို့ရှိရင်ရေတွေဝင်လိုက်ရင်ပြိုကျတာတို့ဘာလို့ဖြစ်နိုင်တာတွေရှိရတယ်ဒီလိုတွေကြတော့ ငလင်ပေးတဲ့ပြည်သူတွေနဲ့ပရိုက်တာလှုပ်ဆောင်နေသူတချို့ကတော့မိုးရင်းကာလမရောက်ခင်ယာယီတဲတွေအခိုင်မှာဖြစ်ဖို့နဲ့အမိုးအကာတွေအလုံးလောက်ရှိဖို့လဲလိုတယ်လို့ဆိုကြပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာလေတုမငြိမ်မတက်တာတွေဖြစ်ပေါ်လာနိုင်တယ်လို့မုတ်တုံလေဝင်ရောက်နိုင်လို့မေလ၁၀ရက်ကနေ၁၅ရက်အတွင်းနေပြီးတော့မန္တလေး၊မကွေး၊စကိုင်း၊ကချင်းချင်းရခိုင်ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာနိုင်တယ်လို့မိုးလေဝသခန့်မှန်းသူတွေကဆိုပါတယ်ရန်ကုန်ပဲခူးအေရဝတီတနင်္သာရီ ၊ကယား၊ကရင်၊မွန်၊ရှမ်းတောင်နဲ့အရှေ့တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရပြီးအချို့ဒေသတွေမှာလည်းနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စစ်ကောင်စီလက်အောက်ခံမိုးစလကအထုတ်ပြန်ထားပါတယ်။